ပါရှင်ဒီမှာကတင်ပါဒီနေ့နိုဝင်ဘာ9ရက်နေ့အတွက် People's Spin ရဲ့အနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် American အစိုးရ shutdown ကာလအစံချိန်တင်ကြာမြင့်လာတဲ့သတင်း American Kentucky ပြည်နယ်မှာကုန်တင်လေယာဉ်ပြတ်ကျပြီး၃ရောက်ထပ်မင်းသေဆုံးတဲ့အကြောင်းအင်္ဂလန်လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင်အောင် David Beckham စာဝတ်ချင်းမြတ်ခံရတဲ့သတင်းဒီသတင်းတွေကိုနားဆင်ရမှာဖြစ်ပါတယ်ရှင် American အစိုးရရန်ရာလဲပတ်မှုတွေရပ်ဆိုင်ထားရတဲ့ shutdown ဖြစ်စဉ်ဟာ သမိုင်းတလျှောက်အရှိကြောဆုံးစံချိန်သစ်တင်ခဲ့ပါတယ်။အစိုးရဘတ်ဂျက်တဲ့ကိစ္စကိုလွှတ်တော်မှညှိမရတော့ကြောင်းအော်တိုဗလာတရက်နေ့ကလေးကအစိုးရရှတ်ဒေါင်းဖြစ်နေကြတာပါ။အခုဆိုရင်တော့ရှတ်ဒေါင်းကာလဟာ36ရက်ထိကြာမြင့်လာပြီးဖက်ဒရယ်အစိုးရလက်အောက်ခံအေဂျင်စီအားလုံးနှိပပေါ်ထိခိုက်တရမှုတွေရှိခဲ့ပါတယ်။အရင်ကအကြောဆုံးအစိုးရရှတ်ဒေါင်းစံချိန်ဟာလက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ပထမအစိုးရတပ်တန်းအတွင်း2018ခု2019နှစ်စံပိုင်းမှာ35ရက်ကြာမြင့်ခဲ့ပါတယ်။ အဒီတုံးကဖက်ဒရယ်အစိုးရလက်အောက်ခံအေဂျင်စီတချို့တဝက်လောက်တော့လုပ်ငန်းတွေရပ်တန့်ရရှော့ချခဲ့ရတာပါအခုခါမှာအမေရိကန်သမိုင်းတစ်လျှောက်အကြာဆုံးအစိုးရရှတ်ဒေါင်းဖြစ်လာတဲ့အချိန်အာနာယရီပပ်လီကန်ပါတီဘက်ကရောအတိုက်အခံဒီမိုကရက်တစ်အင်အားစုတွေကပါဘတ်ဂျက်တဲ့ကိစ္စအတွက်အလျှော့ပေးပြီးညှိနှိုင်းမှုတွေမရှိဘဲတင်းခံနေကြဆဲဖြစ်ပါတယ်ဒီမိုကရက်တစ်ပါတီကတန်းနဲ့ချီတဲ့အစင်းရဲနွမ်းပါတဲ့အမေရိကန်ပြည်သူတွေအတွက်ကျမကြီးဆောက်ရှောက်မှုစည်းကိုဘတ်ဂျက်အသစ်ထဲမှာသက်တမ်းတိုးမြှင့်ထည့်သွင်းစေချင်ပါတယ် Republican တွေကတော့ဂျမရေးဆောက်ရှောက်မှုဟာအစိုးရဘတ်ဂျက်နဲ့ဒီကြားစီကန်တွယ်တင့်နေလို့ပြောပါတယ်။ဒီညင်းပေါ်မှုကိုလွှတ်တော်ထဲမှာအကြိမ်ကြိမ်ညှိနှိုင်းနေပေမဲ့မအောင်မြင်သေးပါဘူး။ဒါပေမဲ့နှစ်ဖက်စလုံးကဒီအချက်တဲကိုဖြည့်ရှင်းပြီးသဘောတူညီချက်တစ်ခုခုထွက်ပေါ်လာဖို့လိုလားနေတဲ့အတွက်နောက်ထပ်အချိန်ကြာကြာမဆောက်ရတော့ဘူးလို့သူခံစားမိကြောင်းအထက်လွှတ်တော် Republican အစုအဖွဲ့ခေါင်းဆောင်ဂျွန်သွန်းကပြောပါတယ်။လေ့လာသူတွေကတော့ shutdown အချိန်ကြာလေလေ American ပြည်သူတွေရဲ့နေစဉ်လူနေမှုဘဝအပေါ် ထိခိုက်တက်ရောက်မှုတွေစိုးလေလေလို့ထောက်ပြထားပါတယ်။ Federal အစိုးရဝန်ထမ်းထောင်နဲ့တောင်နဲ့ကြည့်ပြီးလစာမရကြသေးတယ်လို့ရက်ရှည်ခွင့်တွေသတ်မှတ်ခံထားကြရတာပါ။ဒါ့ပြင်လေချောင်းထိန်းသိမ်းရေးဝန်ထမ်းတွေအများအပြားလည်းခွင့်သတ်မှတ်ခံထားရတာကြောင့်လေချောင်းခီးစစ်တွေနဲ့ပတ်သက်လို့လည်းနှောင့်နှေးမှုတွေပြဿနာတွေကြုံတွေ့နေရတာဖြစ်ပါတယ်။ American အထောက်လွှတ်တော်မှာတော့ဘတ်ဂျက်ကိစ္စမပြေလည်သေးခင်အတော့အတွင်းမှာအစိုးရရန်တရာပြည်လဲလဲပတ်နိုင်စေဖို့ရေတိုးအသုံးစရိတ်တစ်ခုသဘောတူညီနိုင်ရေးညှိနှိုင်းမှုတွေကလည်းအခုထိအကျိုးမထူးသေးပါဘူး။ ဒီမိုကရက်တစ်တွေကအစိုးရအနေနဲ့ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုရန်ပုံငွေတွေကိုအနာဂတ်ဘတ်ဂျက်ထဲထည့်သွင်းဖို့ဂရုမပေးသေး၍ရေတိုဖြည့်ရှင်းမှုတွေမှာပူးပေါင်းဖို့အငင်းဆိုထားပါတယ်။လက်ရှိအစိုးရသုံးစိဟာနိုဝင်ဘာလ22ရက်နေ့အထိပဲလက်ကျန်ခွဲတန်းရှိတော်တာကြောင့်အဒီမတိုင်ခင်သဘောတူညီမှုတစ်ခုရှာဖွေဖို့လဲပါတီနေ့ရက်စလုံးအတွက်အဖိအားဖြစ်နေပါတယ်။အခုသတင်းပတ်အတွင်းမှာလည်းထင်ရှားမြင်သာတဲ့တိုးတက်မှုတွေရှိမလာဘူးဆိုရင်တော့အခြေအနေတွေကလာမယ့်သတင်းပတ်တွေမှာပိုပြီးခက်ခဲသွားလိမ့်မယ်လို့သွန်းကအတိပေးသွားခဲ့ပါတယ်ရှင်။ အမေရိကန်နိုင်ငံရဲ့ကန်တက်ကီပြည်နယ်မှာကုန်တင်လေယာဉ်တစ်စီးပြတ်ကျလို့အနည်းဆုံးလူ3ယောက်သေဆုံးခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာ၄ရက်နေ့တုန်းက Louisville မြို့မှာရှိတဲ့မူဟာမက်အလီနိုင်ငံတကာလေဆိပ်နားမှာလေယာဉ်ပြတ်ကျခဲ့တာဖြစ်ပါတယ်။လေယာဉ်ပြတ်ကျမှုကြောင့်မြေပြင်မှာရှိတဲ့အစည်းအဝေးလုပ်ငန်းဆိုင်ရာအဆောက်အအုံတချို့လည်းမီးဆွဲလောင်ခဲ့တယ်လို့မျက်မြင်တချို့ကပြောပြပါတယ်။ကန်တက်ကီပြည်နယ်အုပ်ချုပ်ရေးမှူး Andy Bishop ကဒီဖြစ်ရဟာတကယ့်ကပ်ဘေးတစ်ခုလို့ပြောကြခဲ့ပြီးဒေသခံတွေအနေနဲ့ဘေးကင်းလုံခြုံစေဖို့အတွက် အာဏာပိုင်တွေညွှန်ကြားတဲ့အတိုင်းတိတိကျကျလိုက်နာကြဖို့တိုက်တွန်းထားပါတယ်။လလော့ဆင်မှာတော့အသေးအပြောက်၃ရောက်ရှိတယ်လို့နားလည်ထားကြောင်းဒါပေမဲ့အဲ့ဒီထက်အများကြီးတိုးလာမဲလို့လည်းသူယူဆကြောင်းဘီရှာကဆိုပါတယ်။ဒဏ်ရာရသူလည်း၁၁ရောက်ထပ်မင်းရှိနေတာပါ။မြေပြင်မှာရှိနေတဲ့အလုသမား၂ယောက်လည်းပျောက်ဆုံးနေပြီးအဆောက်အုံကြီးနှစ်ခုလည်းထိခိုက်တက်ရောက်မှုတွေရှိခဲ့တယ်လို့သူကဇက်ပြောပါတယ်။လေရင်ဝန်ထမ်း၃ယောက်စလုံးကတော့တည်ဆုံသွားပြီလို့ယုံကြည်ရပါတယ်။ပြည်내အုပ်ချုပ်ရေးအာဏာပိုင်အရာရှိနောက်တစ်ယောက်ကတော့ ပြတ်ကျတဲ့လင်းဟာလောင်စာဆီဂါလန်3800လောက်တင်ဆောင်လာခဲ့တယ်လို့သတင်းတော်တွေစီအတည်ပြုခဲ့ပါတယ်။ American Federal လေကြောင်းအာဏာပိုင်အဖွဲ့ FAA ရဲ့ကြေညာချက်အရလင်းဟာဟာဝိုင်ပြည်နယ်ရဲ့ဟိုနိုလူလူမြို့စီဥတီပြန်တက်သွားပြီးမကြခင်မှာပဲပြတ်ကျသွားခဲ့တာလို့သိရတာပါ။အဲ့ဒီလင်းဟာကုန်တင်ဖို့အဓိကအသုံးပြုလေရှိကြတဲ့ McDonnell Douglas MD11 အမျိုးအစားဖြစ်ပါတယ်။လေရင်ပြတ်ကျမှုအပြီးမှာတော့လေဆက်ရဲ့အဝင်ထွက်ခရီးအလုံးကိုယာယီဆိုင်းငံ့ထားပြီး လေယံကွင်းကိုလည်းပိတ်ထားခဲ့ရပါတယ်။လေယံဘာကြောင့်ပြတ်ကျရသလဲဆိုတာကိုတော့တိတိကျကျမသိရသေးပါဘူး။ American ရဲ့အကြီးမားဆုံးကွန်ပျစီတယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ United Parcel Service UPS ကအဲ့ဒီလေယံကိုပိုင်းဆိုင်တာဖြစ်ပါတယ်။ Kentucky ပြည်နယ်ဟာ UPS ရဲ့အကြီးမားဆုံးကုန်စည်ထုတ်ပို့တယူရေးဌာနကြီးတရှိတဲ့ပြည်နယ်လို့လည်းသိရပါတယ်ရှင်။သောဝဲချင်းနဲ့ခံခဲ့ရတဲ့အတွက်ပြောမပြတတ်အောင်ဂေါယူမိကြောင်းဒေးဗစ်ဘတ်ဟန်ကပြောပါတယ်ဗြိတိန်ရဲ့ဘောလုံးအားကစားနဲ့ လူအဖွဲ့အစည်းအတွက်ဆွမ်းဆွမ်းတမန်အားထုတ်ပေးခဲ့မှုအတွက်ချောပီယန်ကအင်္ဂလန်လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင်ဟောင်းကိုအခုစာပွဲအချင်းမြင်ကြတာဖြစ်ပါတယ်။ဘတ်ဟန်ကစာပွဲရောက်မဲ့သူတွေစင်းမှာနှစ်စွမ်းပိုင်းကလေးကပါဝင်ခဲ့ပြီးနိုဝင်ဘာ၄ရက်နေ့တုန်းကဘက်ကိုင်းရောက်မှာအခမ်းအနားနဲ့သူကောင်းပြုခံခဲ့ရတာဖြစ်ပါတယ်။သူ့အနေနဲ့ဒီထက်ဂွန်ယူစရာမရှိတော့ဘူးလို့အသက်50အရွယ်ဘတ်ဟန်ကဆိုပါတယ်။သူဟာနိုင်ငံကိုဘလောက်ချစ်တယ်လဲဆိုတာလူတိုင်းသိကြောင် ီးတော့တဝင်မိသားစုကသူနဲ့သူမိသားစုအပေါ်ဘလောက်လွှမ်းမိုးနိုင်တယ်လဲဆိုတာကိုမကြာခဏပြောပြဖို့ကြောင့်သူ့ဘဝတစ်လျှောက်ကမ္ဘာအနှံ့ကိုလက်လည်သွားလာရင်နဲ့နိုင်ငံရဲ့တဝင်မိသားစုအကြောင်းကိုလူတွေအများကြီးစီပြောပြခွင့်ရတာကလည်းကံကောင်းမှုတစ်ခုအဖြစ်ခံယူကြောင်းဘတ်ဟန်ကဆိုပါတယ်။ဝင်းစာရဲတပ်ကြီးမှပြုလုပ်ခဲ့တဲ့သူကောင်းပြုပွဲအခမ်းအနားကိုဘတ်ဟန်နဲ့တူဇနီးဖြစ်သူဗီတိုရီယာဘတ်ဟန်ဘတ်ဟန်ရဲ့မိဘနှစ်ပါးတို့တက်ရောက်ခဲ့ကြတာပါဖက်ရှင်နဲ့ဒီဇိုင်းနယ်ပယ်ကအထူးယွန်းသူတူအဖြစ် 2019မှာ OBE ဝက်ချင်းမြက်ခံခဲ့ရဘူးတဲ့ Victoria ကဇာဝဲယူမဲ့အခမ်းအနားမှာခင်မွန်းတဲ့ရဲ့ပွဲတော်ဝတ်ဆောင်ကိုသူကိုယ်တိုင်ချုပ်ပေးခဲ့ပါတယ်။ချောပင်ကအဲ့ဒီဝတ်ဆောင်ကို အတော်လေးသဘောကျနေခဲ့တယ်လို့လည်း Butthan ကဆိုပါတယ်။ Butthan ဟာအင်္ဂလန်လက်ရွေးစင် အသင်းအတွက်135ပွဲကစားခဲ့ပြီးအသင်းကောင်းဆောင်တာဝန်ကို6နှစ်ကြာထမ်းဆောင်ပေးခဲ့တာပါ။ Manchester United နဲ့ Real Madrid တို့လိုကမ္ဘာကျော်ဘောလုံးကလပ်တွေမှာပါဝင်ကစားခဲ့တဲ့ Butthan ဟာ အင်္ဂလန်အတွက်ကမ္ဘာဖလား၃ချိန်နဲ့ဥရောပဖလား၂ချိန်မှာပါဝင်ရှင်ပြိုင်ပေးခဲ့ပါတယ်။သူဟာ၂၀၁၂ခုနှစ်နွေရာသီအိုလံပစ်ကိုဗြိတိန်နိုင်ငံလန်ဒန်မြို့ကအင်ရှင်အဖြစ်လက်ခံကျင်းပနိုင်ရတဲ့အတွက်မဲဆွယ်စည်းရုံးမှုမှာအဓိကအကြဆုံးပါဝင်လှူရှားခဲ့ပါတယ်။ဒီအချက်တွေကြောင့်လဲသူကိုစာဝတ်ချီးမြှင့်ဖို့ဗြိတိန်တော်ဝင်မိသားစုကအဆုံးဖြတ်ခဲ့တာပါ။ဘတ်ထန်ဟာ၂၀၀၃ခုနှစ်ကတည်းကအဲလစ်ဘတ်ဘီယမာကြီးရဲ့ OBE ဝတ်ချီးမြှင့်ခံခဲ့ရဖူးပါတယ်။အဲလစ်ဘတ်ဘီယမာကြီးကွယ်လွန်တဲ့အခါမှာတော့ ရုပ်အလောင်းကိုနောက်ဆုံးနှုတ်ဆက်ဂါရဝပြုဖို့ဘတ်ထန်ဟာတခြားပြည်သူတွေနဲ့အတူပဲ7နှစ်ကြာကြာအောင်တန်းစီစောင့်ဆိုင်းခဲ့ရတာပါ2024မှာတော့သူဟာဘရင်ဖောင်ဒေးရှင်းရဲ့အံအမတ်တူဖြစ်လာပြီးချောပြင်းရဲ့ပညာရေးအားပေးမှုအစီအမံမှာပါဝင်ကူညီခဲ့ပါတယ်လလောဆင်မှာတော့ဘတ်ထန်ဟာအမေရိကန်နိုင်ငံမှာအဓိကအခြေချနေထိုင်ပြီး American Major League ဘောလုံးကလပ် Inter Miami ရဲ့ပူးတွဲပိုင်ရှင်အဖြစ်လုပ်ကိုင်နေပါတယ်ရှင် People's Spin ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်ရှင်